မြောက်ရီမျိုးတောင်ဘက်က KK Park စီမံကိန်းကယင်းနှီးမြုံနှံတဲ့တရုတ်တွင်နဲ့အရေးပါတဲ့သူတွေကို BGF ခေါင်းဆောင်မိုင်းတွေကနေရာပြောင်းရွှေ့ကာကွယ်ပေးထားပြီး ကြားဖြတ်ငွေလိမ်လုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေတယ်လို့စီရေးသတင်းရင်းမြစ်တွေ BGF နဲ့နှီးဆက်သူတွေကပြောပါရယ်အောင်ခန့်သတင်းပေးပို့ထားပါရယ်ရှင်ကင်းပြည်နယ်မြောက်ပြည်နယ်တောင်ဘက်ကေကေပတ်စီမံကိန်းတွင်ကအွန်လိုင်းကြောင်ရံဝေလီလုံငန်းလုပ်ကင်နေတဲ့အဆောက်အဦတွေကို အော်တိုဘာ23ရက်နေ့ကစပြီးစစ်ကောမရှင်တက်တဲ့ BGF ကဘုံဖောက်ပွဲဖြစ်စီနေပါတယ်။လက်ရှိမှာ KK ဘက်စီမံကိန်းတွင်းကရင်းနှီးမြှုပ်နှံထားတဲ့တရုတ်ပြည်နဲ့အရေးပါတဲ့သူတွေကို BGF ခေါင်းဆောင်ပိုင်းတွေကနေရာရွှေ့ပြောင်းပြီးကာကွယ်ပေးထားပါတယ်။ဘယ်ကဘောဇွန်ကြာလို့ကြာခဲ့တယ်။တကယ်ဟိုကြာပြန်လုံးဆောင်တဲ့တရုတ်ပြည်ကျတော့တရားမှမတူဘူး။ကြာပြန်လုံးဆောင်တဲ့တရုတ်ပြည်ကျတော့သူ တခြားနေရာတွေသူစုပြီးလိုက်ကြတယ်အကုန်လုံးရှိစီမမက်ဆီယာနိုင်ငံကြတဲ့အလုပ်ကမာတို့ဟိုဒူကုတ်ကိုခံရတာတို့ကြတော့မြို့ကပြန်ကုန်ရတယ်တရုတ်ပြည်မျိုးတခါလဲခေါ်ပြီးဖွဲ့လိုက်ပြီးဒီဂျီယာကောင်းဆောင်ပိုင်းကြီးရဲ့မွေးရစာတိဖြစ်တဲ့ဂျွာရီကိုဆွေးဝါးတာရှိတယ်နောက်ပြီးတော့အခုလိုဆွေးကုတ်ကိုတို့ပါလို့မြို့ကြီးတွေပေါ်တော့တည်လာတဲ့မြို့တွေကိုဆွေးဝါးလိုက်တာရှိတယ်နော်တခြားမြို့တွေ ကေကေဘတ်ကြံ့ပြောင်းဝေလင်းလုပ်ငန်းကနေထွက်ပြေးလာတဲ့ဖိလစ်ပိုင်၊ဗီယက်နမ်၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယားနဲ့အာဂျင်တီးနားစတဲ့ထောင်ထဲကြီးရဲ့နိုင်ငံသားတွေဟာမြောက်ပြည်မြို့ဘောလုံးကွင်း VGS ကန်အောင်စမြူလင်းဟိုတယ်အမှတ်နှစ်ကွန်ဆယ်ရေးဆိုမှာခေါ်လုံနေရပါတယ်။အွန်လိုင်းကြံ့ပြောင်းဝေလင်းလုပ်ငန်းကဝင်ငွေရလမ်းအကောင်းဆုံးမှုရွှေကုတ်ကွန်နာမှာပြန်လည်လုပ်ကိုင်မှုရှိတယ်လို့ VGS နဲ့နှိဆက်သူကပြောပါတယ်။ ကရှိဖို့ကနားမလဲ။တိုက်ချစ်ဖို့ကနားတလား။အဲတိုက်ပါမယ်တော့လည်းတမ်းပြီ။အဲဆက်ဖို့လည်းအိမ်ရမှာအဲဒုတာလို့ဝတ်ချက်နဲ့သွားရတယ်နော်။ဘုရားရတဲ့ကိုအဲ့ဒီမတော့တက်ခိုင်းရဘူးဒီနေ့ညာလေ။အပြင်ကတို့ဒီငွေငွေရလာနေအောင်ခွန်းလားမလားတော့ကျွန်တော်ကလို့ရှိတယ်။အဲ့တော့တော့တို့အတူဒီကျေမစူငွေရပါပေါင်းလို့ကဒီလိုမရှိတာဘူး။ခြံလာပြီးပြလာမရှိတော့ဒီမှာလည်းတို့ကဘာလို့ကြောက်ပါလဲ။ဘဝသူရောဘဝရော ကြောင်ရံဝေလီလုံငန်းတွေကိုတောင်းအင်းမီကန်းလျှောက်ကရွှေကုတ်ကိုမတ်တော်တလေးအင်ဂျင်မြိုင်ဧကတရာရွှေပရောက်မြိုင်ကြောက်ခက်အေးဆိုင်စတဲ့မြေနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလောက်ကိုင်းနေပါတယ်ကေကေဘတ်စီမံကိန်းကနေထပ်ပြေးလာပြည်သူတွေကအရင်ရှိသူတွေကိုကြောင်ရံဝေလီလုံငန်းတွေကို ပြန်လည်လုံခြုံမှုပြန်ခေါ်ယူနေတာဈေးကွက်တခုဖြစ်နေတယ်လို့မြောက်ရီမြို့ကနေကပြောပါတယ်မြောင်းရီမျိုးမှာကြားဖြန်ကအဲ့တိတ်ခုလည်းရှိတာမဟုတ်ပါဘူးကမြို့ကမှာဆိုရင်အများကြီးပင်မတွေမင်းလည်းရှိပြီးဒါအတိုင်းဆက်လောက်ပဲရှိတာပါမဟုတ်လည်းသူစိတ်တိတ်နေတော့သူပြန်ပြီးတော့ကောက်တိုင်းလာတယ်လည်းရှိတယ်ဘွားတိတိတို့ပြီးသွားတယ်ပုံမှန်လွတ်သွားတဲ့သူတွေလည်းပြန်လိုက်အောင်နေတာတွေလည်းရှိတယ်ဈေးဘွက်တွေကပေါက်နေမျိုးမျိုးရှိတယ်အတွက်တိတ်ငါးတောင်းအတုံးတောင်းပတ်တယ် လေးတိုင်းငါးတိုင်းတစ်ခါပေါက်သေးသေးတယ်သူကသူ့ရဲ့အိတ်ကသူ့ရဲ့ပြင်ညာအရေးဒီမှာမဟုတ်သေးပြီးတော့ပေါက်သေးသေးရှိတယ်။အဲအမွေလိုက်တာလေးလည်းရှိတယ်။ဖိုင်လို့ပေါ့အဲ့ဒါကတူပြန်ရောင်းနေကြတာကေကေဘက်စီမံငင်းတွင်ဖောက်ခွဲပစ္စည်းတာနဲ့ပတ်သက်ပြီးမိကျဲတာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပြီးမယ်လက်ခံဖြေဆိုတာမရှိပါဘူးငွေမလာ6ရက်နေ့မနေ့ပိုင်းကကေကေဘက်စီမံငင်းကနေထွက်ပြေးလာလို့ထိုင်းအနာပိုင်းနဲ့လက်ခံထိမ့်သိမ်းထားတဲ့နိုင်ငံသားတွေကအိန္ဒိယနိုင်ငံသား290ယောက်ကို မဲဆောက်ပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင်အိန္ဒိယနိုင်ငံကိုလွှဲပြောင်းပေးခဲ့ပါတယ်ကျွန်တော်အောင်ခံပါ